မင်္ဂလာပါကျွန်တော်ဒီရက်ပိုင်းနေသိမ့်မကောင်းတာရဲ့ဒီ sneaker video အစ်လုပ်ဖို့ motivation ပျောက်နေတာနဲ့အခုမှ video အစ်လေးလုပ်ဖြစ်တာပေါ့နော်အာကျွန်တော်ဒီနေ့ကတော့အရင်ကျွန်တော်ပုံမှန်လုပ်နေကြလို့မျိုး sneaker unboxing နေဒီ sneaker history တွေအကြောင်းကျွန်တော်ပြောပြသွားပြီးမှာမဟုတ်ပါဘူးဒီနေ့ကျွန်တော်ပြောပြသွားပြီးမှာတော့ကျွန်တော်အမေးများတဲ့မေးခွန်းလေးတစ်ခုပေါ့နော်အာကိုမှာ budget limit တခုရှိတယ် replica ဖက်နှက်ဝယ်ရမလား authentic ဖက်နှက်ဝယ်ရမလားပြီးွားလို့ရှိရင်ဒီ replica ဖက်နှက်တွေကိုဘယ်လိုမြင်လဲ replica ဖက်နှက်ဝယ်တာ ရှက်ဖို့ကောင်းလားဆိုတာပါ It's about to go down ဗီဒီယိုအစအဆုံးမချီးကျင်တဲ့လူတွေအတွက်ကျွန်တော်လူရင်းသူရှင်ပြောရမယ်ဆိုရင်တော့ဒီ replica ဖက်နက်တွေဝတ်တာရှက်ဖို့မကောင်းပါဘူး replica ဖက်နက်ကိုဒီ authentic လိုမျိုး fake နေတာတွေအမှရှက်ဖို့ကောင်းတာပါအာ replica တုံးရင်တုံးနဲ့ဝင်းဝဲတယ်ရောင်းရင်ရောင်းတယ်ဝင်းဝဲတယ်ဘာဖြစ်လဲအမှန်တိုင်းပြောတာပဲရှက်စရာမှမဟုတ်တာကျွန်တော်ကိုယ်တိုင်လည်းဒီအစပိုင်းမှာဒီ unboxing လုပ်တဲ့ဒီကောင်လေးဆိုရင်ဒါ Travis Scott ရဲ့ အာဖနက်အစစ်မှမဟုတ်တာကျွန်တော်ဒီမိုက်ခရိုဖုန်းလေးတက်ပြောဖို့ကျွန်တော်ဝယ်ထားရတာအတုပဲပြောမှာပေါ့နော်ဒီအတုဖနက်လေးပါပဲဒီ authentic ဖနက်တွေစီးရလူအများစုဆိုတာလဲမွေးကလေးက authentic ဖနက်စီးပြီးကြီးပြင်းလာတာမှမဟုတ်တာကျွန်တော်တို့ကိုယ်တိုင်လည်းငငယ်ကလေးကဒီ replica ဖနက်တွေစီးပြီးပဲကြီးပြင်းလာခဲ့တာပါအချိန်ကာလတစ်ခုရောက်မှာခုမှပုံမှန်ဝင်ငွေလေးတစ်ခုရှိမှလာကျွန်တော်တို့ဒီဖနက်တွေအာကိုယ့်ရဲ့ YouTube မှာဝယ်ပြီးတော့စီးပြစ်တာပေါ့နော် အဲ့တော့ဟုတ်ပြီဒီ replica ဖဏဝင်မလား authentic ဖဏဝင်မလားဆိုတာကိုကအာလူများအောင်မမေးခင်မှာကိုကိုကိုအရင်မေးခွန်းရမှာမေးခွန်းတစ်ခုရှိပါတယ်နံပါတ်1ကတော့ကိုရဲ့ budget ကဘယ်လောက်လဲနံပါတ်2ကကြတော့ကိုကဘယ်လိုဖဏလိုချင်လဲဆိုတာပါပဲဟုတ်ပါတယ်ဟာကိုကဘယ်လိုဖဏလိုချင်လဲလို့မေးတာတခြားမဟုတ်ပါဘူးတချို့ကရှိတယ်လေကိုကဖဏကိုကိုချိုက်တာထက်လူများချိုက်တဲ့ဟာ popular ဖြစ်နေတဲ့ဟာ heat base တွေပါညာကိုလိုချင်တာရှိတယ်အဲ့လိုမျိုး popular ဖြစ်တဲ့အရာတွေ heat base တွေဒီ hype base တွေပါတွေက အာတကယ်တမ်းကျတော့ authentic ဝင်မယ်ဆိုဈေးရမသေးပါဘူး။အာ recency မြောက်ရင်မြောက်တယ်လို့မျိုးအဈေးရ30 20အထက်ဒီမှာရှိနေတဲ့အရန်တွေလည်းတပုံကြီးပါပဲ။ကိုကအဲ့လိုဖက်နှက်ပဲဝစ်ချင်နေတယ်။တခြားဖက်နှက်လည်းမဝစ်ချင်ဘူး။ဒါပေမဲ့ကို့မှာ budget limit လည်းရှိတယ်ဆိုရင်တော့ replica ဖက်နှက်တာဝယ်ဝယ်လိုက်ပါစိတ်ပင်ပန်းမခံပါနဲ့။ ယနေ့ခေတ်မှာဒီ replica ဖဏတ်တွေကလည်းကျွန်တော်တို့လည်း online မှာတွေ့ရတယ်။တင်းကျော်ပေးနေရတာပဲလေ။လူများစုထင်တာကဒီ authentic ဖဏတ်ဆိုတာနဲ့၄၅၀ထင်းအထက်တွေဈေးရမ်းများတယ်လို့ပဲသတ်မှတ်နေကြတာ။ဒါပေမဲ့ authentic ဖဏတ်ဆိုတာလည်းကျွန်တော်တို့ဒီအာဝယ်တဲ့ရင် discount ချတဲ့အချိန်မှာဈေးတက်တက်တက်သားနဲ့ရနိုင်ပါတယ်။ authentic ဖဏတ်တွေကိုလည်းတင်းကျော်နဲ့ဆိုတာရနိုင်ပါတယ်။ဒါပေမဲ့တခုတော့ရှိတာကကျွန်တော်ခုနပြောတဲ့ဒီ heat base ဈေးဘာတွေတော့မဟုတ်ဘူးပေါ့နော်။ ဒါမဲ့ကိုကဒီ heat ပဲစီပါညာတွေလူများထင်မြင်ယူဆချက်တွေခေါင်းနဲ့မထည့်ဘူးကိုကိုတိုင်းအော်သန်တစ်တရားကို budget limit တွင်မှစီးခြင်းနဲ့ဆိုရင်တော့ကျွန်တော်ကတော့ discount ချရခြင်းဝယ်ဖို့တော့တိုက်တွန်းပါတယ်တခုတော့ရှိတာကဒီ authentic ကို discount နဲ့ဝယ်တယ်ဆိုတော့ကျွန်တော်တို့ replica တွေလူမျိုးပတ်စံစီရှိတိုင်း yaw in ဆိုပြီးတွားဝယ်လို့မရပါဘူးဟိုမှာ discount ချတဲ့အချိန်မှလာကျွန်တော်တို့ဒီအာ discount နဲ့ဝယ်ယူလို့ရနိုင်မှာပါအဲ့တော့ authentic ကိုစည်းသက်သက်သက်သားနဲ့ဝယ်ယူခြင်းနဲ့ဆိုရင်ကျွန်တော် discount ချတဲ့အချိန်ကိုစိတ်ရှိရှိနဲ့စောင့်ရပါမယ်ဒါမဲ့ကိုမှ budget limit လည်းမရှိဘူးဆိုရင်တော့ကိုကြိုက် တဖက်နဲ့ကိုဝယ်ပေါ့ဒါကတော့ဘာမှတော့ခေါင်းဆားစရာ မလိုတဲ့ကိစ္စပါပဲအာကေတွေဆိုရင်ဒီဗီဒီယိုဒီလောက်ထိတောင်နားထောင်နေမှမထင်ပါဘူးသူတို့ကတော့ကြိုက်တာဝင်ပါပဲလေအဲ့တော့ခုမှ budget limit လည်းရှိတယ် heat base လိုချင်တယ် replicate လည်းမရှိချင် authentic ပဲစီးစင်းနေဆိုရင်တော့အာကိုပဲစိတ်ပင်ပန်းရမှာပေါ့နော်အာကိုရဲ့ budget limit တွင်မှာကိုဝယ်ချင်တဲ့ဖက်နဲ့ကိုကိုဝယ်လိုက်ပါ authentic ဖြစ်ဖြစ် replicate ဖြစ်ဖြစ်ပေါ့နော်တခုတော့ရှိပါတယ်ဒီ replicate ဖက်နဲ့ကိုဝယ်ပြီးတော့ဒီ authentic လို့တော့မဖိနဲ့ပေါ့နော် ရှက်ဖို့ကောင်းပါတယ်ဒီ replica ကိုလည်းဒီ authentic လိုမျိုးရှိပြီးတော့မပြောနဲ့ပါတော့ရှက်ဖို့ကောင်းပါတယ်လူတွေပြောတိုင်းမယုံနဲ့ဗျာတိလားရှောက်ယူတယ်ကြီးမြန်မာနိုင်ငံမှာဆိုတော့ကျွန်တော်ပြောပြမယ်ကျွန်တော်လည်းယုံဘူးမလို့ဒါပေမဲ့